မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ25ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။အရတော်မြို့နယ်ကတိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖက်က၄ဦးသေဆုံးပြီး၁၀ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းကို တင်ပြပေးကြပါမယ်။ ကိုင်းတိုင်းမုံရခရိုင်အရတော်မြို့နယ်တဲကတိုက်ပွဲများတွင်စစ်ကောင်စီတပ်သားနှင့်ပြူစောတိ၄ဦးသေဆုံးခဲ့ပြီး၁၀ဦးထိဒဏ်ရာရရှိခဲ့တယ်လို့ Danger Force မုံရခရိုင်ပတ်ကားဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ဇော်လာ19ရက်နေ့ကအရတော်မြို့နယ်ငွေရင်းပြူရွာမှာမီတာ800ခန့်အကွာမှာတိုက်ပွဲတစ်ကြိမ်ဇော်လာ20ရက်နေ့ကငွေရင်းပြူရွာနေရှိဦးကြစီတရားပေးမှာတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် ိုက်ပွဲများတွင်ပြူစောထိနေစိတ်ကောင်းစီတက်တော့၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာပြင်းထန်စွာရရှိသူ၁၀ထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုများကို Danger Force မုံရခိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မုံရခိုင်ပကဖမုံရခိုင်အမှတ်၂၁တရင်အရတော်မြို့နယ်ပကဖ NDRF နဲ့အမိမဖော်လူသူတပ်ဖွဲ့တပ်ဖွဲ့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ ဇော်လာ20ရက်နေ့မှာပဲမုံရခင်အိုင်အရတော်မျိုးဘော်ကရက်ွက်အုပ်ချုပ်ရေးမှုဦးအောင်စိုးသူအားပြစ်ခတ်ရှင်းလင်းမှုကိုလည်းအဆိုပါတပ်ဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာမြို့တာထိုင်ရဲစခန်းမှာထွက်လာတဲ့စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှုတ်ဦးတိတ်ဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ် မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်မြို့သားအထိုင်ရဲစခန်းမှာဂွေးကုန်းစစ်ကောင်စီအထိုင်စခန်းဘက်ကိုထွက်လာတဲ့စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တအူးနဲ့စစ်သားတအူးသေဆုံးခဲ့တယ်လို့နိုင်ငံီပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ24ရက်နေ့မနက်9နာရီခွဲခန့်မှာမြို့သားစခန်းကနေ Honda Fit တစ်စီးနဲ့ထွက်လာတဲ့ဗိုလ်တအူးနဲ့တပ်သား၄ဦးကိုမြို့သားနဲ့ဂွေးကုန်းကြားမှာပေပါမိုင်းနှလုံးနဲ့နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုတွင်စစ်ဗိုလ်ပါဝင်2ဦးသေဆုံးခဲ့ကာ2ဦးပြင်းထန်စွာဒဏ်ရာရှိခဲ့ပြီးမိုင်းကွဲစာများနဲ့ကားပိုင်းစာများမိုင်းတွင်တပြုတ်ကျကြံခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နယ်သုံး၊နဂနီပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့မှဆောင်ရွက်ခဲ့တာဖြစ်ပြီးခီးသွွားပြည်သူများအားည9:00နာရီမှမနက်4:00နာရီတွင်မောင်းနှင်ခြင်းမပြုကြဘူးနဲ့ကားများကိုမှန်ချပြီးမောင်းနှင်ပေးကြဖို့တတိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတနင်္သာရီမြို့နယ်မှာစစ်ကောင်စီနဲ့တပတ်အတွင်းတိုက်ပွဲ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးထိခိုက်မှုရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာဇွန်လ18ရက်နေ့မှ24ရက်နေ့အတွင်းတိုက်ပွဲ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖက်ကထိခိုက်မှုရှိခဲ့တယ်လို့ပကဖာမြေကထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက်နေ့ည9:00နာရီခန့်ကကံမလိုင်းရွာခြေဆိုင်စစ်ကောင်စီရဲ့ခမာယာ958တရင်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ကတွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ18ရက်နေ့မှာလေအင်တော်ဘက်မှကူးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတမုတ်ချုံရွာထဲဝင်လာချိန်မှာပူးပေါင်းတပ်ဖွဲ့က drone နဲ့ဘုံသီးလေးလုံးချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ ဇွန်လ19ရက်နေ့မနက်7:50မိနစ်မှာမြိမ့်မတိန်ခွန်တိုက်ပွဲအတွက်စစ်ကောင်စီတပ်ကရိခါကားနေစစ်ကြောင်းတက်လာစဉ်လေတောင်ရွာနေတမုတ်ချုံရွာကြားမှာ25မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ24ရက်နေ့မိုးလဲ2:00ဝန်းကျင်မှာလေမြိမ့်ဘက်မှာအင်အားပြည့်တင်ဆောင်လာတဲ့စစ်ကောင်စီရင်နဲ့အားရန်ဘူရွာနေမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုများကိုတင်းနှာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဆောင်လီမြိတ်ခရိုင်တရင်တီမြိတ်ခရိုင်တရင်နှင်းနယ်ပကပဆောင်တုံးမြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီကံဘလူမျိုးနဲ့တပြေတာနဲ့ကြောင်းကုန်းရွာတို့အားစိတ်ကောင်းစီတနေပြူစောတိများမှနှစ်ရက်ဆက်တိုင်ပြီးရှုဖြက်စီခဲ့ပြီးပြည်သူတူအားပြစ်တက်က၅ဦးအားဖမ်းဆီးထားတဲ့တရင်ကိုတင်ပြပေးကြပါမယ်။ ဇွန်လ23ရက်နေ့24ရက်နေ့တို့မှာကံပလူမြို့နယ်ဇီးကုန်းတိုက်နယ်တွင်ရှိတပြေသာနယ်ကျောင်းကုန်းရွာတို့အားစစ်ကောင်စီတပ်နှင့်ပြူစောထီများမှနှစ်ရက်ဆက်တိုက်မိရှုဖြစ်စီခဲ့ပြီးပြည်သူတို့အားပြစ်တက်၍အမျိုးသား3ဦးနှင့်အမျိုးသမီး2ဦးတို့အားဖမ်းဆီးသွားခဲ့ကပြည်သူပိုင်ဖိုးတန်ရတနာများကိုလည်းခိုးယူနေကြောင်း ကျွန်းလာကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရိုင်ကဒီပြူဆိုထားပါတယ်စစ်ကောင်စီတနေပြူစောတီစုပေါင်းအင်အားတရားကျော်ပါရှိတဲ့၎င်းစစ်ကောင်စီစစ်ကြောင်းဟာဇွန်လ22ရက်နေ့မှာကံဘလူ6666မှာတဆင်ချင်းမြင့်ချင်းရွာသို့ရောက်ရှိခဲ့ကာတညအိတ်ခဲ့ပြီးဇွန်လ22ရက်နေ့မှာဝတ်တူတောင်ရွာ၌ထပ်မံတညအိတ်တဆွဲခဲ့ကြောင်းသိရှိရပါတယ် စွန်လ23ရက်နေ့မနက်8:30မိနစ်ခန့်မှာတပြေတာနဲ့ကျောင်းကုန်းရွာဘက်သို့လက်နက်ကြီးလက်နက်ငယ်များဖြင့် drone နဲ့ပုံသီးချတိုက်ခိုက်ခဲ့တာကြောင့်တပြေတာရွာမှာအသက်40ကျော်အရွယ်ဦးမောင်ဆန်းကြီးထိမှန်တေဆုံးခဲ့ပြီး၎င်းရွာမှာအပြစ်မဲ့ပြည်သူ3ယောက်နဲ့ဖိုကုန်းရွာမှာပြည်သူ2ယောက်အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း5ဦးတို့အားဖမ်းဆီးသွားတဲ့အပြင်ပြည်သူပိုင်းတံမိုးကြီးရွှေငွေဖုံးနဲ့အခြားပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူနေကြောင်းသိရှိရပါသည်။ ထိုဂျမ်ဖက်စစ်ကောင်စီနှင့်ပြူစောတိစစ်ကြောင်းဟာဇွန်လ23ရက်နေ့ညနေ9:30မိနစ်မှာတပြေးသားနှင့်ကျောင်းကုန်းရွာတို့အားအကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ကာဇွန်လ24ရက်နေ့မနက်10:00ခန့်နှင့်နေ့လယ်2:30မိနစ်တို့မှာလေထပ်မံမီးရှို့ဖျက်ဆီးနေပြီးကျေးရွာတွင်ပိတ်မိနေတဲ့ပြည်သူအချို့လည်းဖမ်းဆီးခံခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာ ဆက်လက်ပြီးကြောင်မဲမြို့ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါတယ်။ရှမ်းပြည်မြောက်ပိုင်းတောင်းတက် TNL တက်မှနေထိန်ချုံနေမြေကြောင်မင်းမြို့ရက်ွက်တုံးနေရက်ွက်ခွနစ်တို့ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးသေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ် ဇွန်လ24ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံးနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသားနှုတ်ဦးနဲ့အမျိုးသမီးနှုတ်ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်အမျိုးသားနှုတ်ဦးနဲ့အမျိုးသမီးနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထုပိုင်းနေအိမ်၁၀လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါနေရာများမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကပြည်သူလူထုကိုရွေကျက်ရှိရှိပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DNL ကဆိုပါတယ်။ ပြည်သူတွေအနေနဲ့စိတ်ကောင်းစီရဲ့တိုက်ခိုက်မှုတွေကရှောင်ရှားနိုင်ရန်စည်ရေးအသည့်အမြဲရှိနေဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလည်တွေကိုလိုက်နာဆောင်ရွက်ကြဖို့အသိပေးထားပါတယ်ခင်ဗျာ။ ကန်တောင်ရဲစခန်းမှာဖမ်းဆီးရရှိတဲ့စစ်တုံးပန်း၄ဦးနဲ့၃ဦးမှာပေါ်တာဆွဲခံရသူများဖြစ်ပြီးအကြံဖက်စစ်တပ်ကတရားရနေလို့ထားရစ်ခဲ့သူများဖြစ်တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ပြီးနောက်ဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားစစ်ဆေးမေးမြန်းမှုဆိုင်ရာအချက်အလက်များကို PLA ကထုတ်ပြန်ထားပါတယ်။ ဖန်စီရမိသူစုစုပေါင်း၄ဦးနဲ့၃ဦးမှာအတရားဓမ္မစစ်မှုထမ်းရန်ပေါ်တာဆွဲခံထားရသူများဖြစ်ပြီး၎င်းတို့နဲ့အသက်၅နှစ်အရွယ်မောင်နေထက်လင်းမှာရန်ကုန်မှာအကင်ရောင်းနေစဉ်စစ်တပ်က ဖန်စီကစစ်တင်တန်းတို့ပို့ဆောင်ခံရတယ်လို့သိရှိရပါတယ်။ စစ်တုံပန်တူဖြစ်သူစိုးတာကလည်းရန်ကုန်ဝေးပြေးကွင်းမှာပေါ်တာဆွဲခံရပြီးပင်လောင်းစစ်တပ်နှံချောင်းတို့ပို့ဆောင်ခံခဲ့ရကကန်တော့ရေစကန်တိုက်ပွဲတို့ခေါ်ဆောင်ခံခဲ့ရကြောင်းရင်ဘက်မှာတန်ရာရှိနေတာကြောင့်စုပ်ကွာစဉ်ကသင်းပေါင်ပေါ်မှာအမောဖောက်ကျန်းခဲ့စဉ် PDF ရဲဘော်တွေကဖမ်းဆီးထိန်သိမ်းပြီးတော့စေကူတာမှုပြုလုပ်ပေးထားကြောင်းပြောကြားထားပါတယ် အလာဒူစစ်မှုတန်းတပ်သားတေရဲကျော်ကျော်မှလည်းကန်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရပြီးကန်တောက်ရဲစခန်းမှာရဲရာကန်ဘူရှိန်ကိုကိုကျော်ကလည်း1996ခုနှစ်ကတည်းကရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့ရတော့လေတိုက်ပွဲအတွင်းတရားရရှိခဲ့ကစစ်တပ်ကခြံထားခဲ့တဲ့အတွက်ကြောင့်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်ဒေအားရရှိသူများကို PLA ကစိတ်ကူတာပေးထားပြီးစစ်တုံးပန်းများဂုံတိုက်ခါနဲ့အညီထိမ့်သိမ်းထားကြောင်းသိရှိရပါရခင်ဗျာ။ ယခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်တာဂီမင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ